တနင်္ဂနွေနဲ့ကြာတာပေးနဲ့ပေါင်းဖက်ရင်ရောအဆင်ပြေပါမလားမပြေဘူးလားဘာတွေကကောင်းနေလဲဘာတွေကိုတတိထားရမလဲတွဲရင်ရောရေစေမှာအဆင်ပြေပါမလားဆိုတဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ကမောင်တုခပါဘေးဒင်ရတရားနဲ့လောကီအစီရင်ဖြင့်ခုနှစ်ရဲ့သားရီးမျိုးကိုကယ်တင်နေတဲ့သူတယောက်ပါပျောကဝေနာခံစားနေရတဲ့သူတို့ကိုလည်းအထက်နှံပညာဖြင့်ဖြည့်ဆင်းပေးနေတဲ့သူတယောက်ဖြစ်ပါတယ်တနင်္ဂနွေနဲ့ကြာတာပေးနဲ့ကအိမ်အောင်ပြုတ်ရင်အဆင်ပြေနိုင်သလားမေးရင်ကြောက်နေတဲ့ကတော့ ပြည်တယ်လို့ပြောရပါမယ်။ဘာဖြစ်လို့ဆိုတော့တနင်္ဂနွေကြာလပြီကအောင်ပဆိုတဲ့အပြင်မိတ်ကြပါတယ်။အပြင်မိတ်ဆိုတာကအပြင်မှာအကျိုးပြုခြင်းအချစ်ချင်းပြီးတော့စီးပွားရေးလက်လက်ပတ်နဲ့ပတ်သက်ရင်လည်းအရန်ကိုအကျိုးပြုတဲ့เนาะအောင်ပဆိုတဲ့အပြင်မိတ်တက်ကြပါတယ်။ဒါကြောင့်မို့ချစ်သူကြီးစားဘဝမှာ အရန်အစဉ်ပြေလိမ့်မယ်။အရန်လည်းပျော်စွင်ရမှာဖြစ်ပါတယ်။ခက်တာကအိမ်အောင်ပြုတ်လိုက်တာနဲ့ချက်ချင်းပြက်နာတွေများလာတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့အပြင်မိတ်ဆိုတဲ့အတိုင်းပဲအပြင်ပိုင်းမှာပဲအစဉ်ပြေတဲ့ ကျွန်တော်ချစ်တူကြီးစားတွေဆိုတာကအပြင်မှာတွေ့ကြတယ်အပြင်မှာခင်ကြတယ်လဲကြတယ်တွားကြတယ်စားကြတယ်အိမ်မှာတူတူနှစ်ယောက်နေတာမဟုတ်ဘူးဒါကြောင့်အပြင်ပိုင်းမှာဆိုရင်ရဟန်းဆင်ပြေးလိမ့်မယ်အသွင်းထဲရောက်လာရင်တော့ပြက်နာနဲ့နဲ့များတတ်ပါတယ်ဒါကြောင့်တနင်းကနေနဲ့ကြာတာပြေးကအပြင်ပိုင်းမှာဆိုရင်ရဟန်းဆင်ပြေးလိမ့်မယ်အိမ်အောင်ကြွားမယ်ဆိုရင်ပြက်နာတွေများလာတတ်တယ်ဒါကိုတော့အထူးကူဆိုင်စီခြင်းနဲ့ တနင်္ဂနွေနဲ့ဂျာတာဘေးနဲ့ကအိမ်တော်ဘက်မှာဟုတ်ပဲဥပမာတငယ်ချင်းတွေမိတ်ဆွေတွေစီးပွားပတ်တွေဆိုရင်အရန်ကျုပ်ပြပါတယ်အပြင်မိတ်ကြတဲ့အတွက်ကြောင့်မို့တနင်္ဂနွေနဲ့ဂျာတာဘေးနဲ့ကပေါင်းဖက်ပြီးအလုပ်တွေလုပ်ကိုင်နေဆိုရင်ဖြစ်ထွန်းတဲ့အောင်မြင်တဲ့အရှင်ပြေမဲ့နေနံတွေဖြစ်ပါတယ်။ဒါကြောင့်စီးပွားပတ်တွေဆိုရင်အရန်ကောင်းတယ်လို့ဆိုရပါမယ်။အိမ်တော်ပြုတ်လို့မရအောင်လားမင်းရောရပါတယ်။အိမ်တော်ပြုတ်မယ်ဆိုရင်ဒီတနင်္ဂနွေနဲ့ဂျာတာဘေးကစီးပွားကအရန်တက်လိမ့်မယ်။ခက်တာက เนาะအိမ်ပြန်ရောက်ရင်ဒါတစ်ချက်ချက်ဖြစ်နေတာမျိုးစိတ်ဆိုးစိတ်ကောက်မကြာခဏဖြစ်နေတာမျိုးဒီလိုစိတ်ဆိုးခဲ့မယ်ဆိုရင်လေသူချော့မလားငါချော့မလားအဲ့လိုဆော့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 ရင်းနေပဲဟုတ်လားဘယ်သူမှမချော့ပဲဒါလိုလိုနေနဲ့ပြန်လဲအဆင်ပြေသွားတာများတယ်တနင်းငွေဆိုတဲ့เนาะနေနံတွေက အပူဓာတ်ဖြစ်ပါတယ်เนาะသူ့ရဲ့သဘောသူ့ရဲ့အကြိုက်ကိုဆောင်းနိုင်မှပဲကောင်းတယ်သူ့စိတ်သူ့ကိုသူပြောတာမှမှန်တယ်သူလောက်တာမှဟုတ်တယ် နော်သူ့ရဲ့သဘောတိုင်းပဲအရရာကိုဖြစ်ချင်တဲ့နေနိုင်မျိုးဖြစ်တယ်ဒါကြောင့်မို့ဒီတနင်္ဂနွေသားတွေရဲ့နော်စိတ်နေစိတ်သားကအရန်ကောင်းတယ်လေပြောရခက်တယ်စိုးတယ်လေပြောရခက်တယ်သူ့ကိုဦးစားပေးမှသူကကြိုက်တဲ့နေနိုင်မျိုးတွေဖြစ်တယ်ကဲကြာတာပလေးဆိုတဲ့နေနိုင်မျိုးကလည်းတော်တော်မလွယ်တဲ့နေနိုင်ဖြစ်ပါတယ်မှန်တယ်ဆိုရင်ဘာကူမှဂူမဆိုင်တဲ့နေနိုင်မျိုးဖြစ်တဲ့ကြောင့်မို့နော်ဒီလိုမျိုးနေနိုင်တစ်ခုကသွားပေါက်ဖက်လိုက်မယ်ဆိုရင်စီးပွားရေးကအရန်ဆင်ပြေတယ်ဆိုပေမဲ့နော် တချက်ချက်ဖြစ်ပြီးတော့ပြက်နာတွေများနေတတ်ပါတယ်။နောက်တစ်ခုကအိမ်တော်ပြုတ်လိုက်ရင်လည်းနော်အိမ်တွင်းရေးမှာပြက်နာတွေများတတ်တယ်လို့နော်ဆွေမျိုးတွေမောင်မတွေနဲ့လည်းအဆင်မပြေဖြစ်ပြီးတော့ခဏခဏပေါ့နော်အိမ်တွင်းပြက်နာတွေဖြေရှင်းရတတ်တယ်။ဒါကြောင့်စီးပွားရေးကအဆင်ပြေတယ်ဆိုပေမဲ့အိမ်တွင်းပြက်နာတွေနည်းနည်းများတတ်ပါတယ်။ဒါကြောင့်ဒီလိုနေနံမျိုးတွေကိုအိမ်တော်ပြုတ်မိမယ်ဆိုရင်စီးပွားရေးကအရန်ကောင်းတယ်။ဒါမြင့်ပျော်စင်မှုအားကနည်းနည်းနည်းတယ်လို့ဆိုရပါမယ်။ ပနင်းကလေးနဲ့ကြာတာပင်းနဲ့ကတတိထားရမှာကအိမ်အောင်ပြုတော့မယ်ဆိုရင်ပြက်နာများတတ်ပါလေမိဘတွေဆွေမျိုးတွေတငယ်ချင်းတွေမှုတ်ဆွေတွေကြောင့်ကိုယ့်ရဲ့အိမ်အောင်ရေးမှာနော်လွယ်လွယ်နဲ့အိမ်အောင်မပြုတ်ဖြစ်တာမျိုးတွေအိမ်အောင်ပြုတ်လိုက်ပြီဆိုပြက်နာတစ်ခုခုပေါ်ပြီးတော့ပြက်စီတော်မျိုးတွေကျုံလို့ရတတ်ပါတယ်။ဒါကြောင့်ခဏဝါကြောင့်ပြောခဲ့လို့ပဲပနင်းကလေးနဲ့ကြာပင်းနဲ့အိမ်အောင်ပြုတ်လိုက်မယ်ဆိုရင်စီးပွားရေးလက်လက်ဘက်ကအရန်ကောင်းတယ်အိမ်ရင်းပြက်နာတွေကကြက်ကြက်ဖြစ်မယ်တဟုတ်ကိုကဒိထားပြီးတော့တယောက်တော့တင်းကြီးခံနိုင်မယ်ဆိုရင်တေကြပေါင်း နော်ဒီဂျာရာပရိတဲ့တင်းကူတွေနဲ့ကယူလို့ရမှာဖြစ်ပါတယ်။ကျုံမိတ်ဆွေထဲမှာကိုယ့်ရဲ့နှစ်နံတွေနော်အကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကစိတ်နေစိတ်ထားဘလို့ရှိတယ်ဘာတွေကိုပြင်ဆင်ရမလဲဘာတွေကိုတတိထားရမလဲဆိုတော့သိချင်တယ်ဆိုရင်တော့ဟော်ဒီဗီယိုရဲ့အောက်မှာနော်ကွန်မန့်လေးမှာတစ်ချက်လောက်မှတ်လာပြီးမှမိတ်ဆွေတို့ကြောင့်ဗီယိုလေးတင်ချလုပ်ပြီးတော့ပြန်လည်ဝင်မြပေးမှာဖြစ်ပါတယ်။ဒီဗီယိုမြင်တာနဲ့ share ချင်းဝင်မြချင်းကုတို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာမိတ်ဆွေတို့တိကျတဲ့အကြောင်းအရာတွေရှိတယ်ဆိုတော့လုံးဝလုံးဝမပြပါနဲ့ ဒီ comment မှာเนาะတစ်ချက်လောက်မှတ်လာပေးပါ။ video ကိုเนาะတေချာလေးလှုပ်ပြီးတော့မိတ်ဆွေတို့မျှဝေပေးမှာဖြစ်ပါတယ်။ကြုံမိတ်ဆွေတွေကောင်းတော်မိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော်မိတ္တဆွေတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။နောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်။